္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မလ19ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့လက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား12ဦးသေဆုံးကလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ထောင်ထဲချတဲ့ဒေသခံပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတဲ့သတင်း ရန်ကုန်မှာဖမ်းမိတဲ့66ဘီလီယံကျော်တန်ဖိုးရှိမွေးရည်ဆေးဝါးအမှုမှာအေအေပါဝင်ကြောင်းစစ်ကောင်စီကဆွဆွဲတဲ့တဲ့င်။စစ်မှုထမ်းအတွက်အတင်းအကျပ်ဖမ်းဆီးခံရတဲ့သူတွေဟာတင်နန်းဖွင့်ပွဲမှာပဲမိသားစုနဲ့ဆက်သွယ်ခွင့်ရတယ်လို့လမ်းမှာပဲပျောက်ဆုံးနေသူတွေရှိတဲ့တဲ့င်။ဘူရှေမြင့်တက်လာမှုကြောင့်စီဘေးရှောင်တက်ကြီးရွယ်အိုတွေနဲ့ကလေးတငယ်တွေကျမ်းမာရေးထိခိုက်လာတဲ့တဲ့င်း။ ဝန်ထမ်းဖြည့်ဆို့တဲ့ကလေးတွေကိုလိုအပ်တာမှန်သမျှအစိုးရကလှုံ့ဆော်ပေးဖို့အသင့်ရှိကြောင်းပြောဆိုခဲ့ပေမယ့်မီးပုံမှန်မပေးလို့အကြောင်းသားမိဘတွေကကဲ့ရဲ့ပြစ်တင်နေတဲ့သတင်းတီးတီးဆိုအောင်ပါစေရဲ့ဗုဒ္ဓိမဲ့တခြင်းနဲ့ပတ်သက်ပြီးအရေးယူမယ်လို့စစ်ကောင်စီကနိုင်ငံပိုင်သတင်းစာမှာကြေညာတဲ့သတင်းပူတင်ဆွေးနွေးပြီးနိုင်ပိုင်းအကြရုရှားနဲ့ယူကရိန်းလေကြောင်းကနေအပြန်အလှန်တိုက်ခိုက်တဲ့တဲ့ အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား12ဦးသေဆုံးကလက်နက်ခဲရနေတိတ်ဆီရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဒဝဲခရိုင်လောင်းလို့မြို့နယ်မှာမလ23ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီရဲ့လက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းကိုတိုက်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒုတိယစစ်ကြောင်းကမနေ့ကထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီရဲ့လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကသွားရောက်ပစ်ခတ်တိုက်ခတ်ရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်6နာရီခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်ပစ်ခတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား12ဦးသေဆုံးပြီး MA3 တလက်ကြီပေါက်9ခုလက်ပြဘုံ၃လုံးနဲ့ဆက်ဆက်ပစ္စည်းအများအပြားသိမ်းဆီးရမိခဲ့တယ်လို့ဒုရကစစ်ကြောင်းကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဒဝဲခရိုင်အမှတ်နှစ်တရင် T5 အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးတွေအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတာဖြစ်တာကြောင့်စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့ကိုလည်းတိုက်တွန်းအသိပေးအပ်ပါတယ်လို့ဒုရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။တော်လရင်နဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ရပ်တည်လို့တဲ့စစ်ကောင်စီတပ်မှစစ်တီတော်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူရင်ဝင်ခိုလုံပြီးအမြန်ဆုံးပူပေါင်းပေးစားဖို့ကိုလည်းဒုဒကစစ်ကြောင်းကဖိတ်ခေါ်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းမောင်မေရှောင်ရွာဟာလီခွေစစ်ကောင်စီစစ်စေးဂိတ်ရှိစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေက အလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတဦးသေဆုံးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ တိယသတင်းတပုတ်အနေနဲ့ပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ထောင်ထဲချီတဲ့ဒေသခံပြည်သူတွေအိုးအိမ်ရှုံးခွာထွက်ပြေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းရေတကြိုမြို့နယ်မှာမလ19ရက်နေ့ဒီကနေ့မနက်6:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်သားတွေကငတရော်ရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေတယ်လို့ရေတကြိုတောင်ရှိ info committee ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။မနေ့ကဘီးဆက်ကုန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကောင်စီတပ်သားတွေက ဒီကနေ့မနက်ပိုင်းမှာငတရော်ရွာကိုဝင်ရောက်ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခါပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတာကြောင့်ဒေသခံပြည်သူတွေဟာအိုးအိမ်ဆုတ်ခွာထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်စကောက်စီတပ်သားတွေကပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးပြီးမိရှို့ဖျက်ဆီးချိန်မှာလေတနက်တွေနဲ့မနာတဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းကြောင့်အနီးပတ်ဝန်းကျင်ကြီးရွာတွေမှာထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာအိုးအိမ်ဆုံးခွာထွက်ပြေးနေကြရတယ်လို့ ရည်သူတောင်ရှိအင်ဖိုကော်မတီကဖော်ပြထားပါတယ်။စစ်ကောင်စီတပ်သားတွေကနေစဉ်ရက်ဆက်ကြေးရွာတွေကိုဥတီပြီးဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တာတွေပစ္စည်းတွေကိုယူဆောင်သွားတာတွေလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့်ရည်သူမျိုးနဲ့အတွင်းကဒေသခံပြည်သူအများအပြားဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကလည်းရည်သူမျိုးနယ်ကမြေတော်ရွာကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်စီးနင်းပြီးမတ်လ14ရက်နေ့နဲ့15ရက်နေ့က စစ်ကောင်စီကပြည်သူနေအိမ်တွေကိုမှွေနှောက်ဖျက်ဆီးကပြည်သူပိုင်ပစ္စည်းဥစ္စာတွေကိုခိုးယူလူရဲယူဆောင်သွားခဲ့ကြတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာဖမ်းမိတဲ့ငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိမူရစေဝါအမှုမှာအေပါဝင်ကြောင်စစ်ကောင်စီကဆွဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မှာဖမ်းဆီးရမိခဲ့တဲ့မူရစေဝါကာလတံမိုးငွေကျပ်66ဘီလီယံကျော်ဖမ်းဆီးရမိမှုမှာ အရခတက်တော် AA ပါဝင်ပတ်သက်နေကြောင်းစစ်ကောင်စီကမလ18ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်မှာမလ6ရက်နေ့ကဒဂုံမျိုးတစ်တောင်ပိုင်းအမှတ်144ရက်ကွက် စီဗူရှင်လက်ရှိဂူတော်တခုကမူရစေဝါတစ်တသမနှစ်တန်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပါဝင်ပတ်သက်သူများဖြစ်ကြတဲ့တန်းလွင်ဝေရအောင်တန်းကောင်းဆက်ရဲရင်နိုင်တဲ့လှတန်းဦးတို့ကိုဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရာသိရပါတယ်။ ဲ့ဒီမူရစေဝါတွေကိုဝါဒေတာပန်ဆန်းမြို့နေတင်မာဝင်းကရန်ကုန်ကိုပို့ဆောင်ခဲ့ပြီးတန်းလွင်မှတာဝန်ခံကရောင်းဝယ်ဖောက်ကားခဲ့ကြောင်းတန်းလွင်ထံမှဟင်းစီသူခေါ်ထင်လင်းပြင်းနဲ့တင်လာတို့ကတက်စီယူပြီးပြန်လေရောင်းချကြတာဖြစ်ပြီးသူတို့နှစ်ဦးကိုတာကေတာနဲ့သကုံမျိုးတစ်တောင်ပိုင်းတို့မှာသတင်းခွင်းဆက်အရာထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။သတင်းအရလိုက်လံစစ်ဆေးရာမှာမက်လ6ရက်နေ့မှာ မြောက်ကလာပါမြို့နယ်ထဝင်ဘဲရက်ကွက်သူရမလမ်းမကြီးမှာနေထိုင်သူကျော်ကျော်သိန်းထံမှာမူရီစေဝါ1.265တန်နဲ့ကက်တမင်း200ကီလိုကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်းအဲ့ဒီမူရီစေဝါတွေကိုမလေးရှားပင်လယ်ပြင်ကိုပို့ဆောင်မှုစီစဉ်ထားခြင်းဖြစ်ကြောင်းနဲ့စီမံခန့်ခွဲသူမှာအရက်ခတ်တတော် A ရဲ့စီပါရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလေးနဲ့သူ့ရဲ့ဇနီးဖြစ်သူရွှေကောင်းသာဆက်လီပိုင်ရှင်မတ်တီတာမြင့်တို့ဖြစ်ကြောင်း ရဲဝင်းနဲ့မတ်တီရာမြင့်တို့ဟာရွှေကောင်းသာဆက်လေကိုအတုံးပြုပြီးမင်းမင်းဆိုဆိုသူဟာရန်ကုန်မြို့မှာတဆင်မလေးရှားပင်လယ်ပြင်ကိုပို့ဆောင်ခိုင်းကြောင်းဖော်ပြထားပါတယ်။မင်းမင်းဆိုအားရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လီမြို့နယ်မှာဖမ်းဆီးရမိထားတာဖြစ်ပြီး2023ခုနှစ်ဖေဖော်ဝါရီလမှာရွှေကောင်းသာဆက်လေနဲ့မလေးရှားပင်လယ်ပြင်ကိုမူရဲဆေးဝါးတွေတင်ပို့ခဲ့တယ်လို့မင်းမင်းဆိုကဝန်ခံထားကြောင်းဖော်ပြထားပါတယ်။ မင်းမင်းဆိုးနဲ့အတူမလေးရှားပင်လယ်ပြင်ကိုမူရဆေးဝါးတွေပို့ဆောင်ခဲ့သူမျိုးမင်းဆိုးခေါ်ကိုမျိုးကိုလည်းမြောက်ကလာပါမျိုးနယ်မှာဖမ်းဆီးခဲ့ကြောင်းမျိုးမင်းဆိုးခေါ်ကိုမျိုးအားဖမ်းဆီးရမှာသူနေထိုင်တဲ့တကုံမျိုးတစ်မြောက်ပိုင်း49ရပ်ကွက်ကနေအိမ်ကနေမူရဆေးဝါးတရံထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုအရာကျော်ဝေထွန်းတိန်ထွန်းရန်ရှိအောင်နဲ့ဇော်ဇော်အောင်တို့ကိုလည်းရွှေကောင်းတာဆက်လီနဲ့အတူစိတ်ကြီးခနောင်တို့မျိုးနဲ့ စမာဒူဟာအပိုင်လေးရက်ကွက်မှာဖမ်းဆီးရမိခဲ့ကြောင်းအဲ့ဒီမူရီဆေးဝါခွေးဆက်အမှုမှာဒေတာရဲ့စုစုပေါင်းကာလတန်ဖိုးငွေကျပ်66.625ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရီဆေးဝါ3.465တန်တဲ့ကက်တမီ200ကီလိုတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်အခုမူရီဆေးဝါအမှုမှာစွပ်စွဲခံထားရတဲ့အရခတက်တော် AA ရဲ့စီးပွားရေးတာဝန်ခံလို့ဆိုတဲ့ရဲဝင်းနဲ့သူ့ရဲ့ဇနီးမတ်တီရာမြင့်တို့ဟာ တန်ရင်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာမော်တော်ယာဉ်ခင်များဖွင့်လှစ်ထားပြီးခရီးသည်တင်ကာ၁၆စီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ရဲဝင်းနဲ့တီရာမြင့်တို့ရဲ့ပိုင်ဆိုင်မှုတွေဟာမူရစေဝါတည်ယူပို့ဆောင်ရောင်းဝယ်ခြင်းတို့ကရရှိထားတဲ့အကျိုးအမြတ်တွေဖြစ်တယ်လို့ဆိုကစစ်ကောင်စီကပြည်သူ့ဘဏ္ဍာအဖြစ်တင်စီသွားမယ်လို့ဖော်ပြထားပါတယ်ရှင်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းအတွက်အတင်းအကျပ်ဖမ်းဆီးခံရတဲ့သူတွေဟာတင်နန်းဖွင့်ပွဲမှာပဲမိသားစုနဲ့ဆက်သွယ်ခွင့်ရတယ်လို့လမ်းမှာပဲပျောက်ဆုံးနေသူတွေရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအောင်လံမြို့မှာစစ်မှုထမ်းအပတ်စဉ်၃ကစပြီးပြီးခဲ့တဲ့အပတ်စဉ်၁၇ရက်ကိုခရီးသွားတဲ့ဆေးရုံအစည်းအဝေးပြနေသူပါမကြံပေါ်တာဆွဲတာတွေမိသားစုနဲ့အဆက်အသွယ်ဖြတ်ပြီးညင်းဆန်မာကအလောင်းဖြောက်ပြစ်မယ်ဆိုတဲ့ချိန်ချောက်မှုတွေနဲ့ မတရားဖမ်းဆီးခံရသူလူငယ်အရေးအတွက်များစွာရှိနေတယ်လို့ဒေတာခန့်ရဲ့ပြောဆိုချက်တွေအရာသိရပါတယ်။ငွေကြေးပေးနိုင်သူတွေကတိတ်ရှိစေအထက်နဲ့ရွေးနိုင်ကြပြီးတချို့မရွေးနိုင်တဲ့သူတွေကတော့မိသားစုနဲ့ပေးမတွေ့ပဲတင်နန်းဖွင့်ပွဲကာလမှသာဖုန်းပေးပြောတယ်လို့သိရပါတယ်။တချို့လူငယ်တွေကတော့တင်နန်းကိုပါမလာပဲလမ်းမာရင်ပျောက်ဆုံးတာတွေလည်းရှိကြတယ်လို့ဒေတာခန့်ရဲ့ပြောဆိုချက်တွေအရာသိရပါတယ်။ခရီးသွားတွေလူနာတွေနားမလဲဘူးအကုန်ဖမ်းတာပြီးရင်ထွေအုပ်ရုံးဝင်းနဲ့ထည့်ထားတာ မိသားစုကလိုက်ရွေးရင်80အနည်းဆုံးပေးရတယ်။မပေးနိုင်တဲ့သူဆိုပေးတော့မတွေ့ဘူး။တင်းနှန်းကာလမကွေးရောက်မှဖုံပြောခွင့်ရတယ်။တချို့ဖမ်းခံရတဲ့လူငယ်တွေတဲ့ကြံခံပြောတတ်တဲ့သူတွေဆိုရင်တင်းနှန်းကိုပို့တဲ့နေ့မှာမကွေးထိပါမလာဘူးလို့ပြောတယ်။ရှင်းပြကြတာလားဆိုတာတော့မသိဘူး။အဲ့ဒီလိုတင်းနှန်းကိုရောက်မလာတဲ့လူငယ်တွေကလည်းအပတ်စဉ်တိုင်းမှာအတော်များတယ်လို့ပြောတယ်လို့အောင်လံမြို့ကစစ်မှုထမ်းစုဆောင်ခံရသူမိသားစုဝင်တအူးကမြို့တော်ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေကအ ਨੇ ဆုံးသိန်း80ပေးရပြီးကျမရေးမကောင်းတဲ့သူ မတန်ဆွမ်းစိတ်ကျမရေးမကောင်းသူ HIV ကူးစက်ခံရသူလူနာဖြစ်နေပေမဲ့လည်းစစ်မှုထမ်းမှုဖမ်းဆီးတယ်လို့စုံစမ်းသိရှိရပါတယ်။အောင်လန်ကမင်းတို့မှတ်ပုံတင်ရခိုင်မှတ်ပုံတင်ကင်တဲ့သူတွေဆိုရင်သိန်း80ပေးမှလွတ်တယ်။တချို့သူတွေဆို60လောက်နဲ့စစ်လို့ရတယ်သူတို့ကမင်းနှုံသားတွေနဲ့ရခိုင်ဆိုအရင်ကြောက်တာမင်းနှုံသားတွေလည်းစစ်သားတွေရှိတော့သူတို့အတွက်ခံတာတယ်လို့မှတ်ယူလေထင်ပါတယ် မင်းတို့သားဆိုအယံဖတ်နေတယ်လို့အောင်လံမျိုးမရေစခန်းနဲ့နီးစပ်သူတဦးကမြို့တော်ကိုပြောပါတယ်။အောင်လံမျိုးပေါ်ကငွေကြေးရှိတဲ့မိသားစုတွေရဲ့တာသမီတွေကတော့စစ်ကောင်စီရဲ့ဗုံးမှုတွေနဲ့တွားရောက်တွေ့ဆုံပြီးမိမိတာသမီစစ်မှုထမ်းမပါဖို့အတွက်ငွေကြေးပေးပြီးကင်းလွတ်ခွင့်ယူနေကြတယ်လို့စစ်ကောင်စီကဝန်ထမ်းတာသမီတွေကစစ်မှုထမ်းကင်းလွတ်ဖို့အတွက်စစ်မှုထမ်းဥပဒေမှာပါတဲ့အချက်အလက်တွေအတိုင်းယာယီကင်းလွတ်ခွင့်တွေတင်ထားကြတယ်လို့စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီကနိုင်ငံတော်ဝန်ကလူငယ်တွေကိုအကြောင်းပြချက်မရှိဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းခဲ့တာဟာအပတ်စဉ်၁၇ထိရောက်ရှိနေတာဖြစ်ပြီးလက်ရှိအချိန်ထိတပ်သားအရေအတွက်ဘလောက်ထိရှိနေလဲဆိုတာကိုတော့တိတိကျကျဖော်ပြခဲ့တာမရှိပါဘူးအခုစစ်မှုထမ်းအပတ်စဉ်၁၇ကိုတပ်ဆိုင်ရာတိုင်းဒေသကြီးတွေမှာမလ၁၈ရက်နေ့ကတင်နန်းဖွင့်ပွဲပြုလုပ်ခဲ့ကြတယ်လို့သိရပြီးမကွေးတိုင်းတွေကမြို့နယ်တချို့မှာလည်းစစ်ကောင်စီကပေါ်တာဆွဲစစ်မှုထမ်းခိုင်းတာတွေအတင်းအကျပ်လှုပ်ဆောင်ထားတဲ့အပတ်စဉ်၁၇အတွက် ဖွင့်ပွဲတွေပြုလုပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တမ69လောက်ခန့်ခမရ15အနီးရှိစစ်ကောင်စီစစ်ဆေးခဲ့အနီးကတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့မှာမလ18ရက်နေ့ညနေ3:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီစစ်ဆေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မြင်းကြံ Black Tiger MBT ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ် မြင်းချံမျိုးမှာရှိတဲ့တမ69လောက်ခံ ခမရ15ချီမြန်တရင်ရှိစစ်ကောင်စီစစ်စေးဂိတ်ကိုတော်လရဲမဟာမိတ်တပ်ဖွဲ့တွေကပျောက်ကြားနှိစနစ်နဲ့အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ညီနောင်မဟာမိတ်နှစ်ဖွဲ့နဲ့ကျွန်တော်တို့အဖွဲ့နဲ့ဆို3ဖွဲ့ကမနေ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်။တမ69လောက်ခံ ခမရ15ကမြင်းချံမျိုးရဲ့အရှိဘတ်မှာရှိတယ်။မြင်းချံမျိုးထဲမှာပေါ့မျိုးပြဖြစ်နေတဲ့အတွက်အခက်အခဲတော့ရှိတယ်။ ကျွန်တော်တို့အကောင်းဆုံးစ조사ပြီးလှုပ်ဆောင်နိုင်ခဲ့တယ်။စစ်ကောင်စီအနီးမီတာ150 200အတွင်းကနေပြစ်ခတ်နိုင်ခဲ့တယ်လို့မြင်းချံဘလတ်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကမြို့တော်ကိုပြောပါတယ်။တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိမှုတချို့ရှိခဲ့ပြီးစစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်မှုအရေအတွက်နဲ့ထပ်လောင်းအခြေအနေအသေးစိတ်ကိုမြင်းချံဘလတ်တိုက်က MPD တပ်ဖွဲ့ကဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေဘက်ကလည်းပြန်ပြီးပြစ်ခတ်တာတွေရှိပါတယ်ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကထိခိုက်ဒဏ်ရာရတာမရှိပါဘူးမနေ့ကညလောက်ကတော့စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ကြီးတွေနဲ့ရန်တပ်ပြစ်ခတ်တာတွေရှိတယ်လို့ငင်းချံဘလတ်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲက မြို့တော်ကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုငင်းချံဘလတ်တိုက်က MPD တပ်ဖွဲ့နဲ့အတူမဟာမိတ်တွေဖြစ်ကြတဲ့အညာဖရက်တပ်ဖို့ AFTN နဲ့ဝင်းပလွေပြောက်ကြားတပ်ဖွဲ့တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ် ပြီးခဲ့တဲ့မလ3ရက်နေ့ကလည်းမြင်းချံမြို့အမှတ်78ရပ်ကွက်ရှိစစ်ကောင်စီရဲ့အထိုင်ဂိတ်ကိုမဟာမိတ်တပ်ဖွဲ့တွေကအနီးကပ်တိုက်ခိုက်ခဲ့ရာတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အပူချိန်မြင့်တက်လာမှုကြောင့်စစ်ပီးဆောင်တက်ကြီးရွယ်အိုတွေနဲ့ကလေးတငယ်တွေကျမရေးထိခိုက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့နယ်အတွင်းကစစ်ပီးဆောင်ပြည်သူအများအပြားဟာ နေအပူချိန်မြင့်တက်နေတာကြောင့်တက်ကြီးဝဲအိုတွေနဲ့ကလေးတငယ်တွေကျန်းမာရေးထိခိုက်မှုတွေရှိနေကြတယ်လို့စစ်ပေးရှောင်နေကြတဲ့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။ဆလင်းမြို့နယ်မှာရှိတဲ့ကြေးရွာတွေအတွင်မှာစစ်ပေးရှောင်နေကြတဲ့ပြည်သူတွေဟာစစ်ပေးရှောင်နေကြရတာဟာကြာနေပြီဖြစ်ပြီးတက်ကြီးဝဲအိုတွေနဲ့ကလေးတငယ်တွေမှာရာသီဥတုအပြောင်းလဲဓာတ်ကိုပိုခန့်စားနေကြရတယ်လို့သိရှိရပါတယ်။ဆလင်းမြို့နယ်တွေကအနောက်ချမ်းတွေဘက်ကကြေးရွာတော်တော်များများကစစ်ပေးရှောင်နေကြရတာကြပြီး စစ်ပေးချောင်းတဲ့နေရာကရေမရှိလို့တခြားနေရာကနေတည်ယူရတာတွေရှိတယ်။အခုကစောင်းအထွက်ပေါ့။စောင်းနေတော့ကလည်းအေးလုံးလို့လူကြီးပိုင်းတွေကဓာတ်မခံနိုင်ကြဘူး။ဖြားကြတယ်။အခုကြလည်းရာသီဥတုကအယမ်းပူတော့ဘယ်နေရာမှန်းကိုမသိဘူး။နေကပူ၊လေကပူနေပေါ့လို့စစ်ပေးချောင်းနေရတဲ့ဒေသခံအသက်40အရွယ်အမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်။မလအစပဲရှိသေးပေမဲ့အပူချိန်မြင်မာနေတာကြောင့်စစ်ဆောင်နေကြရတဲ့တောတွေကစစ်ပေးဆောင်နေအတွက် ပို့ပြီးအပူဒဏ်ခံစားရတယ်လို့ရာသီဥတုအပြောင်းအလဲနဲ့အခက်အခဲမျိုးစုံကြုံတွေ့နေကြရတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။ကိုယ်ရင်ကိုယ်ရမှာဆိုရင်အပူဒဏ်ကိုခံနိုင်အောင်လုပ်လို့ရတာပေါ့။အခုကတော်တဲ့မှာဆိုတော့တဲတွေကလည်းအိမ်နေလို့မမြင်တော့နေကပူတဲပေါ်လည်းမနေနိုင်ဘူး။အပင်အောက်တွေကြလည်းလေတိုက်တာကအစပူနေတာလေဘူးတွေပေါ့။ညဆိုရင်ကိုယ်ဘူးတွေတက်နေအသက်ကြီးတဲ့အဖိုးအဖွားတွေကအစား ကျားနာတာတွေရှိကြတယ်လို့စေဘေးရှောင်နေကြတဲ့ဒေသခံအသက်40အရွယ်အမျိုးသမီးတဦးကမြို့တော်ကိုဆက်လက်ပြောဆိုထားပါတယ်။ဆက်လင်းမြို့နယ်အတွင်းမှာပဲတိုက်ပွဲတွေမကြာခဏဖြစ်ပွားတာတွေရှိပြီးစစ်ကောင်စီဘက်ကကြေးရွာတွေကိုဥတီကလေကြောင်းတိုက်ခိုက်တာတွေမီးရှို့တာတွေနဲ့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေကြောင့်ဒေသခံပြည်သူအများအပြားဟာစေဘေးရှောင်နေကြရစေဖြစ်ပါတယ်ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့နေတဲ့ကလေးငယ်တွေကိုလိုအပ်တာမှန်သမျှအစိုးရကလှုံ့ဆော်ပေးဖို့အသိရှိတယ်လို့ပြောဆိုခဲ့ပေမဲ့မီးပုံမှန်မပေးလို့ចောင်းသားမိဘတွေကကဲ့ရဲ့ပြစ်တင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ဗထောင်းမြို့နယ်အုတ်ရှိပင်မြို့တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲကျင်းပရာစာစည်းဌာနကိုမလ18ရက်နေ့ကစစ်ကောင်စီရဲ့ဗထောင်းတပ်နယ်မှုနဲ့တိုင်းရဲမှုဆိုသူအပါအဝင်မြို့နယ်ကလူကြီးတအုပ်ရောက်လာပြီး တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့မဲ့ကလေးတွေကိုလာရောက်ကြည့်ရှုသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။မြမစာဖြည့်မဲ့ပထမရက်မှာဗရောင်းတက်နယ်မှုနဲ့တိုက်ရဲမှုဆိုသူတွေရောက်လာပြီးကလေးတွေစာမွေးပွဲကိုစိတ်အေးချမ်းသာစွာဖြည့်ဆို့ကြဖို့နဲ့လုံခြုံရေးကိုအထူးအလေးထားဖို့နိုင်ငံရဲ့အနာဂတ်လေးတွေလူရာမှန်သမျှမိမိတို့အစိုးရကလှုံ့ဆော်ပေးဖို့အသင့်ရှိကြောင်းညွှန်ကြားပြောဆိုခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။တက်နယ်မှုတင်မောင်ချုံနဲ့တိုင်းသူရဲမှုဝင်းချုံက ကျောင်းဆောင်ဆရာတွေနဲ့ကလေးတွေမဖြေခင်ကျောင်းအပြင်မှာလုံခြုံရေးအပြင်နဲ့ကလေးတွေကိုကာကွယ်ပေးဖို့အတွက်သူတို့လာတာပါပေါ့လိုအပ်တာမှန်သမျှပြောပါအကုန်ညွှန်ကြားတယ်လို့အကုန်လုံးကြအောင်ပြောသွားတယ်လို့ဒေတာခန်တဦးကမြို့တော်ကိုပြောပါတယ်အဆိုပါစစ်ကောင်စီရဲ့ဝင်ကြီးတွေတိုင်းမှုတွေကလူအများကြီးမှာလိုအပ်တာမှန်သမျှလုပ်ပေးမယ်လို့ပြောဆိုခဲ့ပေမဲ့စာမဘွဲဖြစ်နေတဲ့တက္ကသိုလ်ဝင်ကျောင်းသားတွေအတွက်နေပါရောညပိုင်းနေမှာပါလျှက်စစ်မီပုံမှန်မပေးလို့ ကျောင်းသားမိဘတွေကကဲ့ရဲ့ပြစ်တင်နေကြတယ်လို့သိရပြီးပြည်ခရိုင်ဖရောင်းမြို့နယ်မှာတက္ကသိုလ်ဝန်ထမ်းကျောင်းသားတွေဟာဖျောင်းနိုင်တဲ့ဘက်ထရီမီနဲ့သာစာကြည့်နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်။ဖရောင်းမြို့နယ်မှာစာစစ်ဌာန6ခုရှိပြီးတက္ကသိုလ်ဝန်ထမ်းကျောင်းသားဥယေ880ဖြည့်ဆိုတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တေးရဲတေးဆိုအောင်ပါစေရဲ့ဘုံတီးမဲ့တခြင်းနဲ့ပတ်သက်ပြီး အရေးယူမယ်လို့စစ်ကောင်စီကနိုင်ငံပိုင်သတင်းစာမှာကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Social Media ပေါ်မှာပြီးခဲ့တဲ့မလ3ရက်နေ့ကလူသိများခဲ့တဲ့တေးတေးဆိုအောင်မာစီရဲ့ဘုံတီးမဲ့တချင်းနဲ့ပတ်သက်ပြီးအတိတ်ပဲနှစ်ခွဖြစ်စီတယ်လို့ဆိုကစစ်ကောင်စီကအရေးယူမယ်လို့မလ16ရက်နေ့ဒီကနေ့ထုတ်တဲ့နိုင်ငံပိုင်သတင်းစာတစ်ခုကနေကြေညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့យေတာထားပြီးတရုတ်ပြတ်ကပြဖြောပြခါအတိတ်ပဲနှစ်ခွဖြစ်စီတဲ့ညဉ့်ညမ်းနဲ့စာသားတွေပါဝင်လာကြောင်းလို့ဆိုပါတယ်မြန်မာတူရိယာနဲ့ပတ်မများကိုပြက်ရယ်ပြုစော်ကားထားတယ်လို့ဖြစ်နေပြီးတရုတ်ပြတ်ကပြဖြောပြမှုတွေကမြန်မာရည်ကြီးမှုနဲ့မကန့်ညီလို့ပါဝင်တရုတ်ဆောင်သူတွေကိုပါအရေးယူဆောင်ရွက်မှာလို့သိရပါတယ်ဘုံတီးမဲ့တစ်တချင်းဗီဒီယိုကို2025ခုနှစ်မလ3ရက်နေ့က လူမှုကိုရက်ပေါ်မှာထုတ်လွှင့်ပြသထားခြင်းဖြစ်ပြီးအွန်လိုင်းပေါ်မှာဝေဖန်မှုတွေလည်းထွက်ပေါ်နေကြတာပါစစ်ကောင်စီက2024ခုနှစ်မတ်လ23ရက်နေ့ကစက်တွယ်ရေးကိုရက်အသုံးပြုပြီးရုပ်ရှင်ထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကိုထုတ်ပြန်ခဲ့ပြီးတဲ့နောက်အခုလိုအရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ရှင် နောက်ဆုံးသတင်းတပိုးအနေနဲ့ထရန့်နဲ့ပူတင်ဆွေးနွေးပြီးနိုင်ပိုင်းအကြာရုရှားနဲ့ယူကရိန်းလေးဆောင်ကနေအပြန်အလှန်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းစွန့်အင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာရက်မယ်လို့ပူတင်နဲ့ထရန့်နဲ့ဆွေးနွေးပြီးနိုင်ပိုင်းအကြာမှာရုရှားနဲ့ယူကရိန်းတို့ဟာအပြန်အလှန်လေးဆောင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ရုရှားကပြစ်မှတ်ထားတိုက်ခိုက်တဲ့အထဲမှာစေယုံတွေလည်းပါဝင်တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောပါတယ်။ဂျော်နယ်ထွက်နဲ့ဆွေးနွေးမှုအတွင်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ြေကြေပြန့်ပြန့်အပြစ်ရမဲ့အဆိုပြုချက်ကိုပူတင်ကပယ်ချခဲ့ပါတယ်။ယူကရိန်းကိုမဟာမိတ်တွေကစစ်ရေးအကူအညီပေးတာရပ်တန့်မှသာ အပြစ်အခက်ရစဲရေးအပြစ်အဝလှုပ်ဆောင်မယ်လို့ပူတင်ကပြောပါတယ်။ဒီကိစ္စကိုယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကရခင်ကလေးကပယ်ချထားခဲ့ပါတယ်။ဆိုရင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုရပ်မယ်လို့သဘောတူပြီးနိုင်ပိုင်းအကြောင်းမှာရုရှားဟာဆူမီရှိစေယုံအပါအဝင်အရက်ဖတ်အဆောက်အုံတွေကိုဒရုန်းအစင်း40ကျော်နဲ့ ြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းသမ္မတကပြောပါရယ်ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းယူကရိန်းဒရုန်း58စင်းကိုကြားဖြတ်ပစ်ချခဲ့ပြီး35စင်းကကတ်စ်နေဆက်မှာပစ်ချခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ခရနိုဒါဒေတာမှာရေနံချက်ဆက်ယုံတယုံအသေးစားမိလောင်ခဲ့တယ်လို့လည်းရုရှားဘက်ကဆိုပါရယ်အနောက်ပိုင်းကတ်ဒေတာကနေမြေတွေကိုရုရှားကပြန်လည်သိမ်းပိုက်နေပါတယ်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာပြီးခဲ့တဲ့အင်္ဂါနေ့ကယူကရိန်းတာဝန်ရှိသူတွေနဲ့ ဆော်ရီအာရေဗျားမှာတွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲရက်30အပြည့်ရရေးအဆိုပြုချက်ကိုသဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ညိုရော်ရဲ့အဖွဲ့သားများကစုမုံကောင်တောင်းပေးလိုက်ရပါတယ်ရှင်